ချစ်စရာကောင်းတဲ့အသားလေးမွေးပွားခဲ့တဲ့ပိုးချပြုခင်ကိုတင်းရှိအတန်းပန်းစီနဲ့ဂုံပြုခဲ့တဲ့ပီကေချွန်းပိုးချပြုခင်တရားမိသားစုအတွက်ငားရောင်မြောင်ရင်တွင်ရတနာချစ်စရာကောင်းတဲ့အသားလေးတယောက်ကိုအောင်မြင်စွာမွေးပွားခဲ့ပြီးနောက်မှာခင်ပွန်းဖြစ်သူအားနဲ့တင်းရှိအတန်းမွေးရှဲပန်းစီကြီးနဲ့ဂုံပြုခဲ့တဲ့တဲ့ရတော့ဒီကေကူဟိုလီတကျော်ဖြစ်နေပါတယ်ဒါမဲ့ဒီလိုကြည်နွစရာကောင်းတဲ့အခိုက်အတန့်လေးတွေမရောက်လာခင်မှာတော့ပိတ်တဲ့တွေရင်တမမာနဲ့စောင့်ကြည့်ကြရတဲ့အဖြစ်ကြုံခဲ့ရတာပါ အစောပိုင်းမှာတော့ပိုးကြပြုတ်ကင်တယောက်မွေးပွားဖို့နေစဉ်လာစဉ်နဲ့ကိုဝင်ချင်းနဲ့အိမ်မှာရှိနေတဲ့အချိန်မှာခင်ပွားဖြစ်သူ PK တွန်ကအပေါင်းတင်းတွေနဲ့အတူဘောင်းမှာတညလုံးနေပါတော့ရောက်ပြောပါခဲ့တာကြောင့်ပိုးကြပြုတ်ကင်တယောက်စိတ်မကောင်းဖြစ်ပြီးလူမှုကွန်ရက်ပေါ်မှာရင်ဝဲခဲ့ရကနေမိတ္တရေကသူတို့ရဲ့အိမ်တော်ရဲ့အတွက်အရင်ကိုဆိုရင်ခဲ့ကြပါရဲ့ ဒီဖြစ်ပြဟာအတိုင်းတာတကူချင်းအချိန်မှသွားခဲ့ရာကြောင့်ဘူဂျာပြူကေရဲ့အမေဖြစ်သူဒေါ်အီအီမြင့်ကိုရိုင်းစင်ကာပူနိုင်ငံကနေအရေးတကြီးဖြစ်လာပြီးတမတ်ဖြစ်သူကိုဝင်ရောက်ဆုံးမခဲ့ရတဲ့ဒီပါပဲမိခင်တယောက်ရဲ့စေတနာနဲ့ဝင်ရောက်ဖြစ်ရှင်မှုကြောင့်ပဲ PK2 နဲ့ဘူဂျာပြူကင်တို့နေရာဟာအဆင်ပြေပြေသွားခဲ့ပြီးအခုလိုရင်သွေးလေးကိုအောင်မြင်စွာမိဖွားနိုင်ခဲ့တာဖြစ်ပါတယ် အခုဆိုရင်အရေးဆိုရင်မူရင်းအလုံးကိုကျော်လွားပြီးမရရဲစူတောင်းမြေတာရီနဲ့အကျိုးပေါ်ကြပြုခံတဲ့အကြောင်းကျမတန်ဆန်တဲ့တာယတနာလေးကိုဝေဖွာနိုင်ခဲ့ပါပြီ။တာလီယာလေးဝေးဝါးချိန်မှာကိုလေးချိန်ရှစ်ပေါင်း9အောင်စားရရှိတာကြောင့်တော်တော်လေးကိုထွားချိန်ပြီးမိခင်ရောကလေးပါကျမလေးရရှိလို့သိရပါတယ်။အိုင်နာမာရောအလုံးကမျက်လုံးပြူအာအတင်သွားတဲ့အဖြစ်ကတော့ခင်ပွန်းဖြတ်သူပီကေချွေရလို့ရပါ။ ဇနီးတဲ့အပေါ်အမလုံးမိခဲ့တာကိုတောင်းပန်တဲ့အနေနဲ့ရောအသက်နဲ့ရင်ပြေးသားလေးကိုမွေးဖွားပေးခဲ့တဲ့ဇနီးပေါ်ကျေးဇူးတင်ဂုဏ်ပြုတဲ့အနေနဲ့ပါတံပိုးသိန်းရှိရာငွေကျပ်သိန်းပေါင်းရှိရာတမိုးရှိရဲ့အေယာမပန်းစီချီကိုလည်းဆောင်ပေးပြီးဂုဏ်ပြုခဲ့တာပဲဖြစ်ပါတယ်။ဖူချာပြုခင်ရဲ့ဘဝကတကယ်ကိုစံထားစရာပါပဲ။အောင်မြင်တဲ့အမှုပြာရှင်လူတွေကိုဆွလို့ပြီးမိသားစုကိုရွေးချယ်ခဲ့တဲ့ခင်ဗျားရဲ့အရင်အိမ်တောင်နဲ့ပါလာတဲ့ကလေး၃ယောက်ကိုလည်း မေကယာရင်တပ်ဖွဲ့ဆောင်ရှောက်ခဲ့တဲ့အခုဆိုရင်ကိုရိုင်းမွေပွားတဲ့တာလီနယောက်နဲ့အတူတာယာအီချန်နယ်မိသားစုကြီးကိုတိစောက်ထားနိုင်ခဲ့ပါပြီအခက်အခဲလေးတွေနားလည်မှုလွယ်မလာလေးတွေရှိပေမယ့်အဆုံးတက်မှာတော့ခင်မွေးရဲ့သမောထားအခြေခံရမှုကသူရဲ့ဆွလွန်မှုတွေအတွက် အကောင်းဆုံးသောအတိပွင့်ပါပဲ ရီရီကလည်းခုလိုအခြေခံရတဲ့ပူဇော်ပြုခင်ကိုကြည့်ပြီးသူစာဝန်သားချင်းနူးနေကြသလိုသူ့တမိုးထားတဲ့ PK တို့ရဲ့လောရက်ကိုလည်းချီးကျူးနေကြတာပါတချို့ကဆိုရင်ပူဇော်ပြုခင်လို့မိမကောင်တယောက်ကိုဒီလိုတမိုးထားရမြင်ရတာကျေးဇူးတင်မှုကောင်းနေဆိုပြီးမျက်ချက်တွေပေးနေကြတာကိုလည်းတွေ့ရပါတယ် ကဲပရိသတ်ကြီးတို့ရောအတားစီးရဲ့ကြားနေအချစ်စင်နဲ့ပြန်လဲတင်ဆောင်ပြီးအခုလိုပြောရှင်စရာမိသားစုဘွားကိုပိုင်ဆိုင်သွားတဲ့ပူဇော်ပြုခင်တို့ဇနီးမောင်နှံအတွက်ဘလောက်တော်ဝန်တာမိပါတည်း PK2 ရဲ့အသိရှိရာအတန်ကုန်ပြူမှုပေါ်ရောဘလိုမြင်မိပါတည်းသူတို့မိသားစုနဲ့ဝေးဖွားလာတဲ့အတားရတနာလေးတွေအတွက်ဆူတောင်းစကားတွေကိုကိုမမကြီးပြေးသွားကြပါအောင်နော် ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးတော့တဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ရဆယ်လီနုပညာရှင်တွေအကြောင်းများကိုကျွန်တော်ပြင်းပြတင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တော်အကြောင်းအရာတွေတင်နိုင်လို့တန်တီရှင်နိုင်ဖို့အတွက်ဘေးနားချက်ပေးခလုံးလေးကိုလည်းနေထားပေးကြပါဦးရှင်။အဆုံးထိအားပေးကြည့်ရှုမှတ်တယ်ကျေးဇူးအများကြီးတင်ပါတယ်။